မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကျေးရွာကိုစစ်ကောင်စီလေတပ်ထပ်ပြီးဘုံကျဲတိုက်ခတ်ရမှာအမျိုးသမီး3ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့စင်ကူးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။လက်ပံလှကျေးရွာကိုပြီးခဲ့တဲ့မတ်လ14ရက်ကဘုံကျဲတိုက်ခတ်ပြီးရက်ပိုင်းအကြာမှာပဲမနေ့ကမတ်လ18ရက်ညပိုင်း9နာရီဝန်းကျင်မှာစစ်ကောင်စီလေတပ်ကထပ်ပြီးဘုံကျဲတာပါ။လက်ပံလှရွာနဲ့ရွာရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ပင်လေကြီးရွာနာကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရလူနာတွေကိုတောင်းလိုက်ရတပ်ဖွဲ့တွေကစီကူတာပေးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်ကလည်းလက်ပံလှကျေးရွာဈေးတဲကိုပုံကျဲခံရလို့ပြည်သူ28ဦးသေဆုံးပြီး38ဦးဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီက2025အတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီးနောင်ချုံမြို့နယ်၊စစ်ကူးမြို့နယ်နဲ့စကိုင်းမြို့နယ်အတွင်းမှာနှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်တန်ဃာတော်ရီအပါအဝင်စုစုပေါင်း40ကျော်သေဆုံးထားပါတယ်။ ။ဒါကြောင့်စစ်အုပ်စုကိုနိုင်ငံတကာလူအခွင့်အရေးရန်တရားတွေနဲ့နိုင်ငံတကာတရားစီရင်မှုရန်တရားတွေကအမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးကြဖို့ NUG လူအခွင့်အရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်ရှင်။